မာဥသာလုံရင်လုံတယ်မလုံရင်မလုံဘူးကိုင်လင်းပြောတယ်ကိုကလုံထားပါတယ်ဆိုလဲဆိုမလုံပါဘူးကျမကသဘာဝပါရှင်ဆိုရင်လည်းလိန်နေဆိုဖြည့်အောင်မယ်ဟုတ်ကဲ့ကျမဖီလာထူထားပါတယ်နှကန်းလေးကကျမနှကန်းကသေးတယ်သေးတဲ့ခါကျတော့ဒီလိုအဲ့လိုလေဖြည့်ဖို့ပြောထူထားတာပေါ့နော်အေးငါဖူးဖူးခံကြောင်ညာပေးနေရလားမသိဘူးအဲအရန်စိတ်တိုင်းကြပါတယ်အမကလေသူနဲ့လှုပ်တဲ့ခါရောကိုွင့်လင်းပြောတယ်ကွယ်ပြီးတော့သူကလေ ဟိုပြောလို့ဆိုလို့ကောင်းတယ်အဲ့ဒါလေးပါလဲဆိုတော့လူကြီးရတယ်ခက်တယ်သီလားကိုကမာဥသာလုံးရင်လုံးတယ်မလုံးရင်မလုံးဘူးပွင့်လင်းပြောတယ်ကိုကလှုပ်ထားပါတယ်ဆိုလဲဆိုမလုံးပါဘူးကျမကသဘာဝပါရှင်ဆိုရင်လေလိန်နေဆိုဖြည့်အောင်မယ် โอเคကျမဖီလာထိုးထားပါတယ်နှခမ်းလေးကကျမနှခမ်းကသေးတယ်သေးတဲ့ခါကျတော့ဒီလိုအဲ့လိုလေးဖြစ်ဖို့ပြောက်ထိုးထားတာပေါ့နော်အာကျမထိုးတာကျမကအလှပရေးရတဲ့ပတ်သက်နဲ့ကျမ Epic Clinic ပေါ့နော်ဒေါက်တာပူပွင့်ခိုင်စီမှာပဲပြင်ပါတယ်အခုတိကျတဲ့အတိုင်းရွှေမဲမိန်းမပေါ့နော် Epic Clinic မှာပဲမဟုတ်တာတော့ပြင်လေးရှိပါဟုတ်တယ်ဟုတ်တယ်ဆရာဝန်မလေးကလည်းငငယ်ချောချောလေးထက်ထက်မြက်မြက်လေးနဲ့ပေါ့ဆိုတော့ကိုရီးယားတော့လိုအပ်တာချင်းသွားပြောတာပေါ့နော်ခုခု အမဒီလိုလှုပ်ရှင်နေဆိုတော့အမဟိုပရမနှကန်းသားမပြည့်ဘူးဟာပူပူရဲ့အမနှကန်းသားလေးကိုပြည့်ချင်တာဆိုတော့အဲအမသူအဲလိုအပ်တာလေးပေါ့နော်အကောင်လားအခုဆိုရရှင်ဒီမောင်သားကမျက်နှာကားတဲ့အခါကျဒီမျက်နှာဆိုအမသားဟိုဘိုတောက်ထိုးထားတာပေါ့နော် ပချိတ်လေးအန်ကျိတ်လိုက်ရင်လေထွက်တဲ့အချိတ်ပေါ့နော်အဲ့ဒါလေထိုးထားတယ်ဆိုတဲ့အခါကျမောင်သားကတော့ဒီမျက်နှာတွေနဲ့ပတ်သက်လို့ဆေးထိုးတာတို့ဘာလို့လုပ်နေနော်အပယ်ကလင်းကဒေါက်တာပူပွင့်ခန်နဲ့ပဲလုပ်လို့ရှိပါတယ် အဲငါဖူးခွေခံကြော်ညာပေးနေရလားမသိဘူးအဲအရန်စိတ်တိုင်းကြပါတယ်အမကလေသူနဲ့လှုပ်တဲ့ခါရောကိုွင့်လင်းပြောတယ်ကွယ်ပြီးတော့သူကလေဟိုပြောလို့ဆိုလို့ကောင်းတယ်ဖူးခွေဖူးဖူးကလေပြောလို့ဆိုလို့ကောင်းတယ်ပြီးတော့သူကဟိုဆရာဝန်မလည်းဖြစ်တယ်ပညာလည်းတက်တယ်ထက်လည်းထက်တယ်ထက်လည်းတက်တယ်အုံနောက်လည်းကောင်းတဲ့ခါကျတော့လေအရန်ဟိုတခြားဆရာဝန်မဆိုနည်းနည်းလေးအေးတာလို့ပါရှင်သူကတော့မဟုတ်ဘူးဟိုခက်ခက်ဆရာဝန်မလေးတက်မှာပါပါတယ်။သူကအပြင်မှာလည်းပင်ပင်ပပလေးပေါ့နော်။ ဟိုပြောလို့ဆိုလို့လည်းကောင်းတယ်စင်းဒီအလှပရေးရနဲ့ပတ်သက်ရင်လည်းသူကိုယ်တိုင်လုပ်ပေးတာပေါ့နော်သူကိုယ်တိုင်လုပ်ပေးတယ်စိတ်တိုင်းလဲကြရတယ်အမတို့ဒီတွားလဲဆိုတော့အမ client ပဲထားလိုက်ပါတော့เนาะ customer အနေနဲ့ customer အနေနဲ့ဖြစ်ချင်တာကိုသူက လုတ်ပေးတဲ့ခါကျအဆင်ပြေတယ်အဲကြောင့်လဲအမကဒီဖီလာထိုးတာလေဘိုတောက်ထိုးတာလေသူ့ကိုရွေးချယ်လိုက်တာပေါ့နော်မနှကန်းအရင်သေးတယ်လေအခုဆိုနှကန်းလေးကပူပူလေးပြပြလေးပေါ့နော်ဒါတွေကလေအမကအခု16ရက်နေ့မှရိုက်မဲ့သုံးသန်းကြီးစီဒီပြက်ကိုချူတင်ပြင်ဆင်ထားတာပါကာရိုက်တာရပါ။ဘာဖြစ်ဆိုအဲ့ကာရိုက်တာမှာကိုကဟိုနည်းနည်းဆွဲဆောင်မှုလည်းရှိမယ်။လှလည်းလှမဟုတ်လျှော့လည်းဆိုတော့ဟိုတွဲရမှာလည်းထွက်ထွက်ထုံးနဲ့တွဲရမှာလေထွက်ထွက်ထုံးမှာလည်းငယ်တယ်ပေါ့နော်။မက်ကေကလည်း သူ့အရွယ်နဲ့မမျှအောင်ဖတ်နေတဲ့ခါကျတော့အဲ့မင်းသမီးနှစ်လက်ကြားမှာကိုက V line ဇက်ပို့လေဆိုတဲ့ခါကျတော့အဲ့မင်းသမီးနှစ်လက်ကြားမှာတော့ကိုကအနှစ်မီအောင်တော့ဒါပြင်လိုက်တာပါပြင်လိုက်တာတော့မဟုတ်ဘူးပေါ့လိုအပ်တာလေးထိုးလိုက်တာပေါ့နော်ဒါကမာဂတာရိုက်မယ်ဒီလ16ရက်နေ့မှာရိုက်မယ်သုံးနာညီစီဒီဘက်ကိုလုံလိုက်တာလုံထားတာပါအဲဟုတ်တယ်နှကန်းကြမာသာနကိုရက်သေးတယ်သေးတဲ့ခါကျတော့တငယ်ချင်းတော်တော်များများပြောတာပေါ့နော် မာယူတာကနေနှခမ်းကသေးတယ်သေးဆိုအာအခုမှသာထိုးပြစ်သွားတာပါဟိုဟိုလှလည်းပြောတော့လေဒီတိုင်းပဲနေတော့မှာပေါ့နော်လိုရင်ထိုးပေါ့ဒါပေမဲ့ပတ်စံခဏခဏကုံနေတော့ပတ်စံကုံနေပတ်စံကုံနေဘာလို့လဲအခု ever clean ကိုကြော်ညာပေးတာ sponsor ပေးတာမဟုတ်ဘူးเนาะကိုပတ်စံနဲ့ကိုသွားထိုးရတာပါရှင်သူကကန်ကောင်းတဲ့ main clip တယောက်လို့ပြအမကလည်းတမီ main clip မွေးထားတာ哦ဆိုတဲ့အခါကျတော့ဒီလိုသူကိုလက်ထက်မဲ့သရိုးသားဘက်ကဒီလိုတံမိုးထားပြီးတော့ တခန်းတနာနဲ့အလူစိတ်အသေးစိတ်ဘယ်သူမှတော့မထင်ထားတဲ့ဟိုစီစဉ်မှုလေးနဲ့လုပ်တဲ့အခါကျတော့အမကတော့ခုခုကိုကွန်ဂရက်ဂျူလေးရှင်းလို့ပြောချင်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒါဒါသမီးရှင်နဲ့သမီးမိန်းကလေးနဲ့လိုချင်တဲ့ဘဝလေးနော်။ဒါသူ့ကိုလက်ထက်တဲ့အခါကျရင်လေ ဟိုသူ့ကိုလက်ထက်ဖို့လက်ထက်ခွင့်တောင်းတာတွေပါတယ်ဟိုသူများနဲ့မတူဘူးကွာเนาะတို့သမီးဖြစ်တဲ့ဒေါက်တာပူပွင့်ခိုင်လေးပေါ်မှာဒီလိုမျိုးတံပိုးထားပြီးတော့တခန်းတနာလေးနဲ့အနုစိတ်အသေးစိတ်လေးလုပ်ပေးရတွေ့တယ်ကွာဟို English အနေနဲ့တော့ဝမ်းသာတယ်ပေါ့เนาะမီဒီယာမှာပဲတွေ့တာပေါ့เนาะ social media မှာတင်တဲ့သတင်းလေးတွေ video file လေးတွေတွေ့ရပါသူများနဲ့မတူအောင် trend တာပေါ့ဂူချွန်မျိုးဖြစ်လိုက် titanic ဖြစ်လိုက်နေအစိုးပါဘူး idea လေးတွေညာလေးကောင်းနေကောင်းနေဆိုတော့ဒါဒီကားလေးအတွက်လေးပြီးတော့ပြပါ အခုမကြခင်မှာဒီလဒီ73ရက်နေ့မှာပြသမယ် for duty ပြရနေပြောအာတနင်္လာနေ့ကနေပဲတောက်ကြနေဒီည7:00နာရီပြီးတိုင်းဒီနက်နက်မကနက်နက်ငကမလဲစားနဲ့စီးပြီးလေးကိုပြသမှာဖြစ်ပါတယ်အဲ့တွေတယောက်ချင်းတယောက်ချင်းပြည်သက်တွေတည်းကြီးစုအားပေးကြပါအောင်လိုအပ်တာရှိရင်လည်းဝေဖန်ကြံပေးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်